ရေမီးရောင်မပါတဲ့ကားညအမောင်မှာအန္တရာယ်ကြီးများရသလိုအသိပညာနဲ့ဆင်ញញံမရှိဘဲလှုပ်တဲ့အလုတ်ဟာလေဘဝမှာအမှားများနဲ့ဒုက္ခရောက်တတ်တယ်။ညအမောင်ထဲမှာမီးရောင်မပါဘဲမောင်းနေတဲ့ကားတစ်စီးဟာကောင်းကျိုးထက်ဆိုးကျိုးတွေဖြစ်လာဖို့ကပူပြီးတော့များတယ်။ကားကိုများများမောင်းလီအန္တရာယ်များနိုင်လီမို့ အမှောင်မှာမီးရောင်မပါရင်တော့ရထားတာကမှတော့အုံးမယ်လို့ဆိုရမယ်ဒီအတိုင်းမှာပဲပညာမပါတဲ့စေတနာဟာလည်းတစ်ခါတစ်ခါမှကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေတယ်ဟိုးတော့ကအသီးအပွက်အနေနဲ့ဝေစားနေတဲ့ဥယျာဉ်ကြီးတစ်ခု ရှိတဲ့အဲ့ဒီဥယျာဉ်ကြီးရဲ့ဥယျာဉ်မှုဟာမြောက်တွေကိုရေလောင်းပေါင်းတင်နေပြင်းပေးထားတဲ့ ဥယျာဉ်မှုနဲ့အတူမြောက်တွေဟာရေတွေလောင်းပေါင်းနေရှင်းနဲ့ဥယျာဉ်ကြီးဟာစိမ့်လန်းဆူပြေးပြီးတော့နေတာပေါ့ဒီနေ့တော့ဥယျာဉ်မှုဟာရက်ရှည်ခྱི་သွားစရာရှိလို့မြောက်တွေကိုခေါ်ပြီးတော့ပြောတယ်ငါခྱི་သွားမယ်ငါမရှိတော့အစ်ပင်တွေကိုရေလောင်းညာပေါင်းမင်တွေကိုလည်းမင်းတို့ရှင်းကြຫນွေရောက်လာပြီမို့ရေတွေကလည်းရှားလာလို့ တင့်တော်အောင်လောက်လောင်းလို့မြောက်ဒီကိုမှားကြပြီးတော့ဥယျံမှုခီးထွက်သွားတဲ့အဲဒီခါမြောက်ကောင်းဆောင်နေရာစီဝေးတိုင်ပင်ကြတယ်ဒီဥယျံကြီးလည်းပိုးပြီးတော့လှပအောင်ຫນွေရောက်တော့ရေတွေလည်းအကုန်တက်တာအောင်တို့အစ်ပင်တွေကိုအမြစ်တွေတိုင်းပြီးမှရေလောင်းကြမယ်အမြစ်ကြီးရင်ရေတွေများများလောင်းမယ်အမြစ်ကငယ်ရင်ရေနည်းနည်းပဲလောင်းမယ်ပေါ့ ဘာကြောင့်လဲဆိုရင်သစ်ပင်ဆိုတာအမြစ်ကရေတောင်းလို့တဲ့ဒါနဲ့မြောက်တီဟာရေကုန်တက်တာစေခြင်းနဲ့စေတနာကောင်းဥယျာဉ်ကြီးလဲလှပစေခြင်းနဲ့စေတနာကောင်းနေနဲ့ဥယျာဉ်ထဲမှာရှိတဲ့သစ်ပင်တွေနှုတ်အမြစ်တွေကိုပေရိုးတွေနဲ့တိုင်းတချို့မြောက်တီကသစ်ပင်တွေကအမြစ်တွေကိုစည်ရင်အင်းတွေပြုစုနဲ့အမြစ်တွေတိုင်းပြီးတဲ့သစ်ပင်တွေကိုတခါပြန်ဆိုင် ပြီးတော့မှရေတွေလောင်းနေလှုပ်လိုက်ကြတာစေတနာကောင်းပြီမဲ့ပညာမပါတော့ဥယျာဉ်ကြီးတစ်ခုလုံးပျက်စီးသွားပါလေရောလားဒါကြောင့်စေတနာကောင်းပြီမဲ့ပညာမပါရင်ဘဝမှာအရှင်ပြေဖို့ဆိုတာမမြင်ဘူးညာအမောင်မှာပညာဆိုတဲ့မီးအလင်းရောင်မရှိရင်တော့ရောက်စေခြင်းနဲ့စေတနာကောင်းတဲ့တော့ကားကိုစုံမမောင်းတင်ဘူး ီတိုင်းမှာပဲဘဝကိုရှောက်လှမ်းနေတဲ့အခါမှာလဲပညာဟာအရေးကြီးတာမို့ပညာမပါပဲအလုပ်တွေကိုဖိလုပ်နေလဲလူကိုခေါင်းကြိုက်နေလူကတော့ကူလီအလုပ်သမားပဲဖြစ်မှာပဲပညာဆိုတဲ့အုံနောက်ကိုခေါင်းကြိုက်လုပ်မှသာ အလုပ်ရှင်ဖြစ်ပြီးတော့ဘဝမှာအောင်မြင်နိုင်မယ်သိပါတမန်တဏ္ဏတ္ထီတဲ့အတတ်ပညာနဲ့တူတဲ့ဥစ္စာမရှိဘူးလို့ဆိုတယ် သိပ္ပာသောရနာကနန္တိအတတ်ပညာဆိုတာဘယ်တခိုးမှလည်းမခိုးနိုင်ဘူးဣဒလောကေသိပ္ပံမိတ်တံအတတ်ပညာဟာဒီလောကမှာအကောင်ဆုံးကိုယ့်ရဲ့မိတ်ဆွေအစ်စ်ပဲပရလောကေဒုက္ခဝဟံတပါသောနောင်အခါမှာတော့ချမ်းသာကိုလည်းဆောင်းနိုင်တယ်လို့ပြောကြရင်ဒီကုံချုပ်ချင်ပါတယ်အာလုံးအာလုံး အပိပညာအတတ်ပညာများတိုးပွားအောင်ကြိုးစားနိုင်ကြပါစေလို့ဆန္ဒပြုရင်းဏီကုံးချုပ်လိုက်ပါတယ်